နှုတ်ကျန်းလို့ပိတ်တာဖြစ်ရသူမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေတို့ဟာပိတ်တာဆိုတဲ့စကားလုံးကိုတော့ကြားဘူးကြပါလိမ့်မယ်နားလေလွယ်အောင်ပြောရရင်ပိတ်တာဆိုတာအပယ်လေးပုံသားတဲ့ကဖြစ်ပြီးရုပ်ပြက်ဆင်းပြက်ပုံစံတွေနဲ့တတော်ဝါတစ်မျိုးပါဒါပေမဲ့ ဘလို့မကောင်းမှုတွေကိုလုပ်ခဲ့လို့ဒီလိုတွေဖြစ်နေလဲဆိုတာကိုတော့သိတဲ့သူရှားပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်ရဲ့ channel လေးကနေမြတ်စွာဘုရားရှင်လက်ထက်ကဝေစင်းရဲ့ခံနေရတဲ့ပိတ်တော်ဒီအကြောင်းကိုပြောပြပေးပါမယ်။အစီအစဉ်လေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးသွားပါအောင်ခင်ဗျာ။ subscribe လေးလုပ်ပြီးသွားရင်အကြောင်းအရာလေးကို စားလိုက်ရအောင်ပါ။ တစ်ချိန်လုံးကယဟန်တစ်ပါးရှိခဲ့ပါလေဒီယဟန်ဟာတခြားယဟန်တွေလို စိတ်ထားမုံမြတ်မှုမရှိခဲ့ပါဘူးသူဟာတိတ်ကိုကြမ်းတမ်းနေဒေါသကြီးတယ်ဘသူကိုမဆိုအလွဲတကူဆဲဆိုတိုင်းထွာတတ်တယ်သူရဲ့နှုတ်ကထွက်လာတဲ့စကားတိုင်းဟာဓားသွားတယ်လို့ခြုံထက်နေပါလေသူကိုယ်တိုင်လည်းဒီလိုပြောရတာကိုနှစ်တက်နေခဲ့တာပါဒါပေမဲ့သူမသိခဲ့တာက နှုတ်ကထွက်တဲ့စကားတိုင်းဟာသူ့အတွက်အနာဂတ်မှာအကုသိုလ်ကံကြီးတစ်ခုဖြစ်နေတယ်ဆိုတာပါပဲဒီလိုနဲ့သူဟာတဖြည်းဖြည်းအိုမင်းလာပြီးတိတ်ဆုံးသွားခဲ့ပါလေသူလုပ်ခဲ့တဲ့မကောင်းမှုတွေကြောင့်သူဟာ ပိတ်တာဘဝဆိုတဲ့ငရဲနဲ့လူပြည်သားကဆင်းရဲဒုက္ခရောက်ရတဲ့အပေပုံသားဘဝကို ရောက်ရှိသွားခဲ့ပါလေ သူ့ရဲ့ခန္ဓာကိုယ်ကလူကိုယ်တည်းရှိပြီးဥကောင်ကြီးကမွေဟောက်ကြီးရဲ့ဥကောင်ပုံစံဖြစ်နေပါတယ်။သူ့ခန္ဓာကိုယ်ကနေတဆင့်အစိတ်ရည်တွေပြည်တွေအမြဲယိုစိတ်နေပါတယ်။သူဟာအစာငတ်ရေငတ်နဲ့အလွန်မင်းဆင်းရဲဒုက္ခရောက်နေရပါတယ်။သူ့ရဲ့အနီးနားကိုကပ်မိရင်တောင်အစိတ်ငွေတွေကူးဆက်နိုင်ပါတယ်။ဒါတွေဟာ သူလုပ်ခဲ့တဲ့မကောင်းမှုတွေရဲ့အကျိုးဆက်ကိုခံစားနေရတာပါဒီလိုနဲ့တနေ့မှတော့နက်ပြီကိုကြွရာလမ်းမှာရှင်မောက်ကလန်မထေကြီးဟာဒီပိတ်တာကြီးကိုလမ်းတွေ့လိုက်ရပါတယ်ထေကြီးကဘလို့မကောင်းမှုတွေကို လုပ်ခဲ့လို့ဒီလိုဆင်းရဲဒုက္ခကို ခံစားနေရတလေလို့မေးမြန်းတော့ဒီပိတ်တာကြီးကငိုကြွေးရင်းနဲ့အတိတ်ကသူ့ရဲ့အပြစ်တွေကိုဝန်ခံပြောပြပါတယ် အရှင်ဘုရားတပည့်တော်ကယဟန်ဘဝမှာနှုတ်တီလာမဆောင်ခဲ့မိပါဘူးဆဲရေးတိုင်းထွာခဲ့မိတယ်ဒီကံရဲ့အကျိုးဆက်ကို ခံစားနေရတာပါလို့ပြောပြခဲ့ပါတယ်ရှင်မောကလမထေကြီးကသူ့ကိုတနာကျင်လာသွားခဲ့ပါတယ်မထေကြီးကစွန့်ခံကြွားကယဟန်တော်များအား ဆုံးကက်လိုရန်ပြီးနောက်ထိုကုတိုကားမှုအပေါင်းကိုဒီပိတ်တာအတွက်ရည်စူးအမြဝေလိုက်ပါတယ်ဒီကုတိုတကောကြောင့်မြွေဟောက်ကြီးဥကောင်းနဲ့ပိတ်တာကြီးဟာဒုက္ခခတိန်ချက်ချင်းပြောက်ွယ်သွားခဲ့ပြီးပိတ်တာဘွားကနေလွတ်မြောက်သွားခဲ့ရပါတော့တယ်ကျွန်တော်တို့ရဲ့နှုတ်ကထွက်တဲ့ဇကားတိုင်းဟာ အလွန်တကောကြီးပါတယ်ကောင်းတဲ့ဇကားကကောင်းတဲ့အကျိုးပေးတယ်လို့ဆဲဆိုတိုင်းထွားတတ်တဲ့ဇကားက ဒီပိတ်တာကြီးလိုမျိုးဆိုးကျိုးတွေပြန်ပေးနိုင်ပါတယ်။ကံဆိုတာမပြောင်းလဲနိုင်တဲ့သဘောတရားပါပြုလုပ်သမျှကို အကျိုးပေးမှာပါ။ဘယ်ဘာသာဝင်မဲဖြစ်ဖြစ် ကောင်းတာလုပ်ရင်ကောင်းကျိုးရမယ်မကောင်းတာလုပ်ရင် မကောင်းကျိုးရမယ်ဆိုတာကိုတော့သိကြပါလိမ့်မယ်။ဒါကြောင့်ယာခဲလာတဲ့လူဘဝကြီးမှာကောင်းတာတွေများများလုပ်ပြီးတန်လျာဝေစင်းရဲကနေအားလုံးလွတ်မြောက်နိုင်ကြပါစီလို့ စွန့်မောကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကြိုက်နေတဲ့ရင် like လို့လေးနှိပ်ခဲ့ပြီးအကျိုးတစ်ခုခုရှိရင် comment လေးမှတ်ခဲ့ပေးပါခင်ဗျာအားလုံးနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်